အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဒီကိုလေ့ရတော့ကျွန်တော်တို့မိတ်ဆွေတွေကြားဘူးမလားတော့မသိဘူးကျွန်တော်တို့ tip blue ဆိုတဲ့အကြောင်းအရပါနော် tip blue တကယ်ရှိသလား tip blue ဆိုတာရောမိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာကြုံမှုကြတာကြားဘူးကြလားတော့မသိဘူးခင်ဗျာအသေးချာတာတော့ဟိုကျွန်တော်တို့မမြင်နိုင်တဲ့အရာတခုခုအိမ်တိုင်းမှာတွေ့ကပ်နေတဲ့အကြောင်းအရာလေးတခုပါကျွန်တော်ကိုယ်တိုင်ကြုံတွေ့ဆန်းသက်ခဲ့တဲ့အကြောင်းအရာတခုလည်းဖြစ်တယ်။ဒါကြောင့်ကျွန်တော် မိတ်ဆွေတို့အမြင်လေးတွေကိုလည်းကြားဘူးတာတွေကိုလည်းနိုင်ရှင်ကြည့်လို့ရအောင်ပေါ့ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အမယုံတဲ့သူတွေအတွက်ကတော့အမယုံရင်ပုံမြင်မှတ်လို့ပဲပြောရမှာဖြစ်ပါတယ်အဘလူလဲဆိုတော့ဆယ်တန်းပြီးတော့ကျွန်တော်ကတက္ကသိုလ်ကျောင်းအဲကောလိပ်ပေါ့နော်ကောလိပ်ဆရာပြစ်တင်တဲ့နှစ်နှစ်တက်တက်ပြီးတဲ့အခါမှာကျွန်တော်တန်းပြဆင်းရတယ်ပေါ့နော်ကိုရောမကိုတန်းပြဆင်းရပါတယ်45ရက်ထင်ပါတယ်ကိုရောမကိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုရောအကလေးတွေကိုလည်း စာပြရပေါ့ကျူရှင်ဖွင့်နေပေါ့ဗျာကျူရှင်ဖွင့်တော့ကျွန်တော်အိမ်ရဲ့ဘေးအိမ်ကမိသားစုကသူကဖေဖြစ်တဲ့သူရဲ့သမီးဖြစ်တဲ့အကြီးရဲ့အငယ်ဖြစ်တဲ့သားရဲ့ဆိုပြီးတော့သမီးသားပါတောင်းရောက်ရှိတယ်ဒါပေမဲ့အမဖြစ်တဲ့သူကတော့အိမ်တော်ကြသွားပြီသူ့မှာသားလေးတယောက်ရှိတယ်ဟိုကသူကရွာနဲ့အရန်ဝေးတဲ့လဲနဲ့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်နှစ်နာရီလောက်သွားရတယ်ဗျအဲ့ဒီနေရာမှာသွားပြီးတော့သူတို့ကရာလောက်ကင်စားစားတော့ကြတယ်အဲ့ဒီနေရာအသီးနှံထွက်နှုံးလဲကောင်းတယ် ဟောနော်ဒါကြောင့်လေသူတို့ကဟောအိမ်ကိုပြစ်ပြီးတော့ပုံမှာပဲအဲ့ဒီနေရာမှာကိုယ့်ရဲ့အိမ်လိုပေါ့နော်ဒုတိယအိမ်လိုပုံမှာပဲသူတို့ကသွားနေကြတယ်ဘယ်လောက်ထိနေလဲဆိုတော့သူတို့ကမိုးကြပြီဆိုတာနဲ့အိမ်ကနေပြီးတော့ဝင်နေထုတ်ပိုးအကုန်ယူသွားကုန်သေးသွားပြီးတော့ပုံမှာຢာထဲမှာအိမ်လိုနေကြတယ်အဲ့ဒီမှာလည်းတခြားတဲတွေလည်းရှိတယ်နေတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဘယ်ချိန်မှပြန်လာအောင်ဆိုတော့တီးနှံနေစိုက်ပြိုတိမ်ပြီးပြီးတော့ຫນွေခါကြမှာပေါ့နော်ပြန်ပြီးတော့လာနေကြတယ် တနည်းကြသူတို့ကစီးပွားရေးလည်းဖြစ်ထုံးတော့သူတို့ရဲ့လက်ရှိအိမ်ဘုံပေါ့နော်ဖြတ်ပြီးတော့သူကအိမ်အသစ်ဆောက်ကြမယ်ဆိုပြီးတော့လုပ်တယ်အဲ့တော့နူရာဒီမှာပေါ့ဗျာအိမ်ကိုသူတို့ကပထမဆုံးတမနာခံတယ်တမနာခံတဲ့အုတ်တွေနဲ့တမနာခံလိုက်တယ်သူတို့ຢာတွေကထွက်တဲ့တစ်တွေပေါ့ဗျာຢာဘေးမှာရှိတဲ့တစ်တွေကိုခုတ်ပြီးတော့ဒီအိမ်တိုင်းအဖြစ်အသုံးပြုတယ်အာများသောအားဖြင့်တော့အင်းသားတွေများမတင်ပါနဲ့ကျွန်းသားတော့မပါဘူးအဲ့ဒီမှာ ကျွန်တော်တို့ရိုးရာဆိုတာတစ်ခုရှိရကျွန်တော်တို့ညီမညီမများသွားဖြစ်ပေါ့နော်လောက်ကြတာဗာလဲဆိုတော့အရင်ဇလုံးစောက်တယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစောက်မဲ့နေရာရဲ့ဒီခေါင်းရင်းဘက်မှာဗာလောက်ကြလဲဆိုတော့ဟိုကျွန်တော်တို့သပွဲလေးနဲ့အုံးပွဲငပြောပွဲနဲ့တင်းမြောက်တာလားမသိဘူးပေါ့နော်ဒီညမှာကျွန်တော်နက်တင်တယ်လို့ပြောရမလားအထမြောက်အောင်ပေါ့ဗျအိမ်စောက်ရင်အထမြောက်အောင်ဆိုပြီးတော့ရက်တွေပါရွေးပြီးတော့စပြီးတော့တံပနက်တွေပါခံကြတာ အဲ့လိုမျိုးလောက်တာကျွန်တော်တော့အရင်ကတော့နားမလည်ပါဘူးဒါပေမဲ့အဲ့လိုလောက်တာတွေတော့ဟိုအိမ်ဆောက်တိုင်းအိမ်ဆောက်တိုင်းမှာကျွန်တော်တွေ့ဘူးမြင်ဘူးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးတင်တာမြောက်ကြတယ်လောက်ကြတယ်ကအဲ့လိုမျိုးမပြောပွဲအုံးပွဲနဲ့မွေးတိုင်းတွေပါနေနဲ့ထွန်းကြည့်ပြီးတော့လှုပ်လေးလှုပ်တာရှိတယ်ဒါပေမဲ့သူတို့သူ့အဖေဖြစ်တဲ့သူကအဲ့လိုမျိုးတွေကိုအယုံကြည်မရှိဘူးပေါ့အယုံကြည်မရှိတဲ့အတွက်ကြောင့်သူကဒါမျိုးတွေတင်တာမြောက်တာလည်းမလုပ်ဘူးအဲ့လိုမျိုးတွေမလုပ်ပေါ့နော်လက်သမားဆရာကြီးကပြောတယ်အဲ့လိုမျိုးလေးလောရမယ် လောက်ရမယ်လို့ပြောတယ်ဒါပေမဲ့အဲ့လူကရတယ်ဘာမှမဖြစ်ဘူးခင်ဗျာတခုဖြစ်မယ်နော်ခင်ဗျာအိမ်တခုဖြစ်မယ်လို့ပြောတယ်လက်သမားဆရာကြီးပြန်ဆရာကြီးအဲ့လိုပြောပေမဲ့ဒီဦးလေးရလက်မခံရတယ်ကျွန်တော်ရဘာမှမဖြစ်စောက်တာစောက်ပေါ့နော်ဟုတ်နဲ့အိမ်ကတော့ချောချောချူချူပဲဒီလိုပဲစောက်လို့ပြီးသွားတယ်အိမ်ကပြောတယ်ကျွန်တော်တို့ဘက်မှာခေါ်လေးပင်အိမ်ပေါ့နော်ခြိတရှိအိမ်ပေါ့နော်အဲ့လိုမျိုးလေးစောက်ကြတယ်အဲ့တော့စောက်ပြီးတော့သူ့အိမ်ကချောချောချူချူပဲစောက်လို့ပြီးသွားပါတယ်ဒါပေမဲ့ ြက်တနာဘာဖြစ်လာလဲဆိုတော့အိမ်ကစောက်ပြီဆိုရင်အရင်လူကမနေဘူးပြတကြံပြီးပြီဆိုတာနဲ့မိုးကြိုက်ဆိုတာနဲ့စားနပ်ရိက္ခာတွေစိုက်ပျိုးစေတွေယူဒီတိနံတွေယူပြီးတော့တခါလဲမိသားစုလိုက်တော်ရဲကိုတက်သွားကြတယ်ခေါ့နော်သူတို့ຢာမှာသွားနေကြတယ်ရွာဘယ်ချိန်မှပြန်လာလဲဆိုတော့အိမ်ဟိုရွာမှာပွဲလန်းသဘင်တို့ဒီလိုမျိုးအခါပေါ့ဗျာကျွန်တော်ရွာမှာဆိုတော့မရှိလဲဆိုတော့ဒီဖျားပွဲရှိတယ်ဖျားပွဲကနတော်လာပေါ့နော်စောင်းနေအခါနတော်လာပြီမှမှရှိတယ် ရွာဘုရားပွဲလောက်အဲ့လိုမျိုးတကြံတို့ရွာဘုရားပွဲလောက်အဲ့လိုမျိုးအချိန်ကာမျိုးတွေပဲသူတို့ကပြန်လာများတယ်အိမ်မှမနေကြဘူးမနေကြတော့မိုးတွင်သူတို့တက်သွားပြီဆိုရတဲ့သူတို့အိမ်ဝိုင်းထဲမှာမြက်တီပေါင်းနေဆိုတာကြီးကပြောရရင်ပေါ့အချို့အပင်တွေဆိုတော်တော်ကျွန်တော်တို့တေးရမကအောင်ရှည်ရတယ်အဲ့လိုတောကြီးပေါ့ဗျအိမ်အိမ်ကြီးရဲ့ဘေးမှာအကုန်လုံးပတ်သက်လေတောတွေဖြစ်တာပေါ့ရှည်လူကြီးတွေပြောပြရပေါ့နော်ကိုကအိမ်မှာမနေဘူးဆိုလို့ရှိရင်ရက်တီလာတွေချီပြီးတော့ရက်ကြကြသွားမယ်ဆိုလို့ရှိရင် အင်းရဲပေါ့နော်တကားအပေါက်ကချက်စီကိုတကားကိုပေါ့နော်ဟိုစုကတ်တွေနဲ့ပိတ်ရတည်းရဲ့လို့ပြောတယ်။မလိုလဲဆိုတော့တဲ့မကောင်းတာတွေဝင်လာဆိုလို့ပေါ့နော်။ကိုယ်အိမ်လူမနေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းတခုကိုသုံးမယ်ဆိုလို့ရှိရင်ဘာမှမဖြစ်ဘူး။ဒါပေမဲ့အဲ့ဒီပစ္စည်းကိုမသုံးဘူးဆိုလို့ရှိရင်တန်ဆိုရင်လည်းတန်ကြီးတက်တယ်လို့ပစ္စည်းဆိုလည်းတချို့ပစ္စည်းဆိုလည်းဖုန်နေတင်တယ်လို့သုံးမရတော့ဘူး။အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်။ပျက်စီးသွားတယ်ပေါ့နော်။ဒီမှာအိမ်ဝိုင်းဆိုတော့လည်း လူမနေရင်တခုခုမကောင်းတာတွေနေတတ်တယ်ပေါ့နော်အဲအဲ့လိုမျိုးယူဆမနေသူတို့ကထားလိုက်တယ်အဲ့မှာသူတို့အိမ်ရကြတော့လေးပင်ရင်လည်းဖြစ်တယ်ပြင်ရလည်းခင့်တာတယ်အဲဘောကသွက်လည်းမိုးထားတယ်ပေါ့နော်အနွေရာသီကနေပြီးသူတို့ဒီမိုးမိုးကြတော့သူတို့ကဂျားထဲမှာသွားနေကြတယ်ကျွန်တော်တို့အိမ်ကြီးကအိမ်ကြီးကပြောရဲဂျားထဲမှာခြံစည်းရိုးပဲခြားချက်ရွာခြံစည်းရိုးဆိုတာလည်းပဲဟိုဘက်အိမ်တွေပဲအိမ်ကြီးကခြံစည်းရိုးကဖြစ်တယ်လို့လေးပဲဗျာသိရမလားအဲ့လိုမျိုးလေးပဲကာထားတာ ပင်ကြီးကကြောချင်းကပ်ပြီးပေးထားတယ်ပေါ့နော်ကြောချင်းကပ်ပြီးပေးထားသူတို့အိမ်နဲ့ကပ်လို့ပြည့်ကျွန်တော်အဲ့ဒီကျွန်တော်ကလည်းပဲကျွန်တော်အိတ်တဲ့နေရာကကျွန်တော်အိမ်ပေါ်မှာအဲ့ဒီသူတို့နဲ့ကြောချင်းကပ်အနည်းဆုံးနေရာခေါင်းရင်းကမှကျွန်တော်ကအိတ်တယ်ထူးခြားတာအဲ့မှာစပြီးလာပြီဗျဘလို့ဖြစ်လဲဆိုတော့ညာ9နိုင်လောက်ကြောလာပြီဆိုလို့ရှိရင်အင်းကပြ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 ပေါ့နော်ပြင်းနေပြင်းနေကအတန်တားထွက်တယ်သူတည်းကလည်းအတန်တားထွက်တယ်တရက်က2ရက်3ရက်အဲ့လိုမျိုးတွေဖြစ်လာတော့ ကျွန်တော်သတိထားမိတာအဲ့လိုမျိုးတွေကြာလာတော့ကျွန်တော်လဲကျွန်တော်အဖေကိုမေးကြည့်အဖေလို့အဲ့ရင်ကဘာဖြစ်တာလဲအဖေကတော့ပြောတယ်အဲ့ဒါဘာမှမဖြစ်ဘူးတဲ့အဲ့ဒါတိတ်ဆောက်ပြရတာဆိုတော့တစ်တရတစ်ကြောလိုက်တာပေါ့နော်အဆူတွေကလည်းမဆိုးမချောက်တယ်ဆိုတော့ဒီပြင်းနေခင်းထားတဲ့ပြင်းနေပေါ့နော်အတုံးပြရတဲ့တစ်တရနေပမာနေအရန်ပူထားတဲ့အတွက်ကြောင့်တတိယကိုေးကကောက်တာတော့တကြောလိုက်တာလို့ခေါ်တာပေါ့ကျွန်တော်တို့ဘက်မှာတော့တတိယပြန်ပြီးတော့အကြောဆန်းတာပေါ့နော်အဲ့လိုပုံစံမျိုးအတန်မြည်တာတဲ့ နောက်ကြတော့တစ်တေကမြေကြီးရညာတိုင်းမြေလာချီပြီးကြားလာတော့တကြောလိုက်တယ်ဆိုလည်းမဟုတ်တော့ဘူးဆိုကျွန်တော်လည်းအဖေမြင်သူ့ညာကြီးကြတော့ဘလို့ဖြစ်တော့ဆိုကျွန်တော်တို့ကပစ္စည်းတစ်ခုရာဝတ္ထုပြုတ်ကြတယ်လို့မျိုးဟိုလူလန်းသွားတယ်လို့မျိုးခြေရတဲ့မျိုးကြီးကြားလမ်းမှာပြေး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 နေပေါ့နော်တခင်းထားတဲ့ပြေမော်လမ်းလျှောက်တဲ့အတန်မျိုးပေါ့နော်ပဋိကြာကြီးအဲ့လိုမျိုးထွက်တယ်ကျွန်တော်လည်းမတင်ကားဘူးညာနောက်နေ့ကြတော့လည်းအဖေရောအဲ့လိုပဲကျွန်တော်မေးဟေးဟုတ်သေးဘူးနော် ဒီကလည်းအိုက်ကြမှာပြောတယ်ဟုတ်တယ်ကွာတဲ့ဒါပေမဲ့အဲ့ဒီမှာတခုခုတော့ရှိနေပြီတင်တယ်တဲ့လူရှိရလို့ပြောအောင်လဲသူတို့အကုန်လုံးအလုံးပိတ်ကြတာဗောနော်ကြောင်နေပါဒီကြွက်ခုတ်ဖို့လို့ပြောအောင်လဲကြောင်ဝင်တော့လဲအဲ့အင်ကဝင်လို့မရအောင်အကုန်လုံးအလုံးပဲပိတ်လာတာဗောနော်နင်းလိုက်တဲ့ခြေတံကြောင်ခြေတံမဟုတ်ကြောင်ဆိုတာလည်းပဲအရန်ခြေတံတိတ်တဲ့တရဝါလေးဗျအဲ့နဲ့ကျွန်တော်လဲတခုခုတော့မှားနေပြီဗောကျွန်တော်ကဘေးကလဲတည်တယ်အဲ့လိုပဲမြင်မိတယ်ဒါနဲ့ပတ်ဝန်းကျင်နေရလဲအဲ့လိုမျိုးတွေပဲကြားလာတယ်ဒီနေ့ကြားလာတယ် အဲ့ဒါနောက်ကြတော့သူတို့ကဒီပထမနှစ်မှာရာနေပြီးတော့တိနဲ့နေတိမ့်ပြီးတော့လူရသည်ပေါ့နော်တကြံသားတယုံပြန်လာကြတော့သူ့ရဲ့ဒါတကယ်တချင်းဆိုတာဝါသနာပါတယ်အဲကြောင့်သူကဘောက်ကြီးနေဝဲဝဲပြီးတော့တချင်းနေဖွင့်ပေါ့လားဆိုတာအိမ်မှာနေငင်းကြောင်တော့တချင်းနေဆိုတကြံသားဆိုတော့လူရမျိုးနေပါဗျာအဲတချင်းဆိုရင်ဖွင့်တယ်စိုးနေတာနဲ့သူကအတင်းအိမ်မွားနဲ့ဆင်းပြေးချလာခဏနေမှာသူငွေချင်းကိုခေါ်ပြီးတော့အိမ်မော်ပြန်တက်တယ်အဲရကနေဆင်းပြီးတော့လမ်းဘက်ထီအောင်ကိုထွက်ပြေးတယ် ဘာဖြစ်တာတော့ဘောနော်ဘာဖြစ်လို့လဲဆိုတော့အိမ်ကောင်းရင်ခေါင်းရင်ကမ်းမှာသူကပေါက်တည်ထားတဲ့တချင်းဆိုချင်းငါချင်းကနေကြားလို့အဲ့လိုမျိုးကြီးလည်းပြောရတယ်အဲ့ဒီနှစ်ကတော့အဲ့လိုပဲဒါတွေဖြစ်ပြနေတာသူတို့လည်းမှုမဲ့မှတ်မဲ့ပဲသူသားဖြစ်တဲ့သူသမီးဖြစ်တဲ့သူတွေကလည်းဖေဖြစ်တဲ့သူကိုခေါင်းမမှာဘို့ပေါ့နော်ငါတခုခုလေးအိမ်တက်တရားနာလေးပါလေးလှုပ်ကြအောင်လှုပ်တင်နေပေါ့နော်ပြောတော့လည်းမလိုပါဘူးရပါတယ်ပေါ့နော်ဘာမှမဖြစ်ဘူးဒါဘာမှမဖြစ်တာ မင်းအကောင်းကြီးပဲတတိုင်းမဲဟာဟောပေါ့နော်အဲ့လိုပဲပြောတယ်နောက်တစ်နေ့ပေါ့သူတို့ຢာတဲ့ကိုပြန်ပြီးတော့သွားကြမိုးကြတော့သွားကြတော့အဲ့လိုပဲကြောင်းခွင့်ရာဒီရောက်တော့ကျွန်တော်လည်းအိမ်မှာကြောင်းစားတင်ပေါ့နော်အဲ့လိုပဲပဝင်းကြီးကလည်းအဲ့လိုမျိုးတအားတွေပြောလာကြတော့ဒီကလေးတွေရဲ့ပါဇက်မှာလည်းရှစ်တန်းကိုတန်းအရွယ်တွေပေါ့အထူးသဖြင့်လင်းငါးတန်းအရွယ်အစားလို့ကျူရှင်ရဲ့ကလေးတွေကဘာပြောလာလဲဆိုတော့သူတို့ချင်းချင်းနေပြောဟေးအောင်နဲ့အားတဲ့ငါအိုက်အိမ်အောက်ကိုလည်းမောင်မောင်နဲ့ချိန်ကြလို့ရှိရင်တယောက်ထဲသွားပြနိုင်မလို့ဘာပေးမလဲ အခုလည်းညာဖြစ်တယ်လေအဲ့လိုမျိုးပြောကြတယ်သူတို့လည်းသိတယ်ဘဝဝိညာဉ်ကတော့ဖြစ်တယ်။ကြောင်းမပွင့်သေးခဲ့တဲ့အချိန်မှာတော့သူတို့ရဲ့တမိဖြစ်တဲ့သူကလည်းຢာထဲမှာပဲသူသူတို့ရဲ့ကလေးလေးရောအကုန်လုံးပေါ့နော်ຢာထဲမှာပဲနေကြတယ်။ကြောက်ခွင့်တဲ့အချိန်ရောက်လာတော့အမဖြစ်တဲ့သူနဲ့သူ့ရဲ့ကလေးနဲ့ကကလေးကအเจ้าမူဂျိုပို့ရမယ်အရွယ်ရောက်ပြီဆိုပြီးတော့သူကကလေးနဲ့သူအိမ်မှာပြန်နေတယ်။သူ့ရဲ့ယောက်ျားဖြစ်တဲ့သူကတော့ຢာမှာပဲအလုပ်လုပ်ပြီးကြံခဲ့တာပေါ့။အဲ့လိုပဲနေရင်း၄၅ရက်လောက်ကြာတော့တနေ့ကြတော့သူတို့ ယောက်ျားဖြစ်တဲ့သူကရရရပြန်လာပြီးတော့လင်မယားချင်းစကားများနေရတယ်ကျွန်တော်ကြားလိုက်ရတယ်။ဘာလဲဆိုတော့မိမဖြစ်တဲ့သူသူအဲ့အမကပေါ့နော်တခြားတယောက်နဲ့ဖောက်ပြန်နေပါတယ်ပေါ့။အိမ်မှာနေရင်းနဲ့ဖောက်ပြန်နေပါတယ်ဆိုပြီးပြောတယ်။အဲ့အမကလည်းအတန်နဲ့ရှင်းပြရမဟုတ်ပါဘူးမဖြစ်ရပါဘူးပေါ့နော်။ဘလူနဲ့မှလည်းမဖြစ်ရဘူး။ငါ့ကိုမဆွဆွဲနဲ့ဘာညာဆို။နောက်ဆုံးအဲ့လိုမျိုးဖြစ်ကြပြစ်ကြရင်းနဲ့ယောက်ျားဖြစ်တဲ့သူနဲ့ကွဲသွားကြတယ်သူတို့နှစ်ယောက်ပဲကွဲသွားတယ်။အဲ့မှာသူကတားမိနှစ်ယောက်ပဲကြံခဲ့တယ်။အဲ့ဒီအိမ်မှာပဲနေတယ်။ညဘက်ဆိုဒီလောက်ထိအောင်ပေါ့နော်။ စိုးနေတဲ့အိမ်ကြီးမှာသူတို့တာမီနှစ်ယောက်မလို့နေရဲတယ်ပေါ့တာမီနှစ်ယောက်တည်းဆိုရင်တော့မကိုက်ဘူးဆိုပြီးတော့သူတို့ရဲ့ခွားရှိတဲ့အိမ်ကိုပြောင်းပြီးသူတို့နေခိုင်းလိုက်ကြတယ်ကျွန်တော်လည်းထုံးစံတိုင်းကျွန်တော်ရဲ့ညဘက်မှာစားသင်ပြီးပြီဆိုလို့ရှိရင်9နိုင်ကျော်လောက်စတယ်အဲ့ဒီအိမ်ကြီးကစပြီးတော့အတန်ကြီးကြာပြီပေါ့ဗျာခြေတန်တွေပါကြာတယ်အဲ့ဒီရပိုင်းနေကြတော့ဘယ်တော့ဒီစိုးလာအောင်အိမ်အောက်တွေမှာပါလာပြီးတော့တတောက်တောက်နေပေါ့ဗျာခောက်ဥပမာပြောရရင်အခောင်းရှိတဲ့တတုံးပေါ်ကနွားနွားတွေမှာဆွဲတဲ့ခလောက်လို့ခေါ်နေတာကျွန်တော်တို့ အခေါင်းရှိတဲ့ဒီအရာဝတ္ထုတစ်ခုကိုလုံးနဲ့ခောက်နေတယ်တောက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 ်တယ်ခောက်တဲ့အတိုင်းအဲရောက်နေမှာအဲ့လိုမျိုးကြီးကြာအိမ်မော်ဒီမှာလည်းခြေနင်းတဲ့နေရာဟိုတော်တော်လေးကိုစူးလာတယ်ပေါ့နော်အဲ့လိုမျိုးကြီးဖြစ်တယ်တခိုးလို့ပြောအောင်လေအဲ့ဒီအိမ်မှာဘာမှမရှိဘာသူဘာမှမထားဘူးအိမ်အလွတ်ကြီးပဲဗလာကြီးပဲကျွန်တော်တည့်ရက်ကြာတော့စာကြက်တဲ့ကျွန်တော်လည်းညီတယောက်နဲ့ညီရေးလို့သူကစာကြိုးစားတော့ဒီကောင်ကအည7နှစ်ထိအောင်နေတယ် ကျွန်တော်လည်းပဲမိတ်သေးတဲ့အတွက်ကြောင့်ညည်းလို့ငါဘဝမှာမကြုံဘူးကွာလို့ဒါမျိုးလို့ဒီတစ်ခါတော့ငါတို့လက်တွေ့ဆန်းကျင်ကောင်းမလားသူကလည်းပြောတယ်အေးဟုတ်တယ်ကျွန်တော်လည်းဆန်းကြည့်နေတဲ့ဆရာလေးရဲ့အာအေးကွာဒါဆိုရင်ငါလည်းအလိုလိုဆန်းကြည့်နေတာအတော်ပဲဒီအိမ်မှာမကောင်းတာတစ်ခုရှိနေတာဆိုတော့လက်ခံသွားပြီပေါ့နော်အယုံကြည်မရှိပေမဲ့လက်ခံသင့်တယ်ပေါ့အတိုင်းတာတစ်ခုထိဟာနဲ့ကြောက်ရတဲ့အတိုင်းပေါ့နော်ငါတို့ဟို ပထမလေးဖွင့်ကြည့်မယ်ကွာကျွန်တော်ဖုန်းလေးထုတ်ပြီးကျွန်တော်ပထမဖွင့်ကြည့်တိတ်များတိတ်ရောမလားပထမဖွင့်လိုက်ကျွန်တော်အိမ်ကြီးကဘေးချင်းကဲ့ရဆိုတော့တကယ်ညဘက်လူချင်းတိတ်နေချင်းပထမတန်းဆိုတာလေဒရိုက်ကြားရတယ်ပေါ့ဖုန်းတန်းဆိုရင်ကြားရတယ်ဗျာဖွင့်လိုက်တော့မတိတ်သွားအဲ့ဒီကခြေနင်းတန်းနေအော်တောက်တောက်တောက်ညီတဲ့အတန်းနေလုံးဝပြောက်မလို့ဘယ်ဟူရောက်လာအောင်ဆိုတော့အဲ့ဒီအိမ်ပေါ်ကနေပြီးတော့အိမ်အောက်ပေါ့နော်သူတို့အိမ်အောက်အောက်ကမြေပြင်ဟိုဗျာကျွန်တော်တို့ လုံးဝမြေပြင်ဆိုတာအရင်မာကြောတဲ့အရာတော့မဟုတ်ဘူးမြေသားဆိုတာတော့သိရပါအဲ့ဒီအပေါ်ကိုကျွန်တော်တို့ဖက်နဲ့ဘုံဘုံဘုံညိုက်နေတဲ့လူထွက်လာဟာလို့အင်းအောင်ရောက်နေပြီကွာမင်းနဲ့ငါဒီညတော့တိတိကျကျသိအောင်တွတ်ကြည့်မလားတွတ်ကြည့်မလားဆိုတာကျွန်တော်တို့ဒီ chance view ကနေမယ်အင်းအောင်ကိုထွက်နေတဲ့အတန်နေရာကိုဓာမီနဲ့ထိုးချင်သိရတယ်ပထမဖွင့်တာလည်းမရဘူးဆိုတော့ကဲတွတ်ကြည့်အောင်ကွာဟာလေမင်းကဓာမီလေးကိုင်ငါဖုံးပြီးထိုးမယ်အိမ်မော်ကလေးအတိုင်းကျွန်တော်တိုင်းမင်းထားပါဗော ါတို့ချက်သီယုနာကိုသွားမယ်ချက်သီယုနာရောက်တာ ਨੇ အဲ့ဒီအတန်ထွက်တဲ့နေရာကို1 2 3ဆိုရင်မါတို့နှစ်ယောက်မီးဓာမီးထိုးကြမယ်ပေါ့အဲတိုင်းမင်းပြီးတော့ဆင်းသွားကြတတားလေးဆင်းသွားကြအဲ့နှလုံးကြားချက်သီယုလေးလည်းကြအဲ့ဒီအတန်ကလည်းအဲ့ဒီသူတို့ရဲ့အိမ်ချင်းရင်တခန်းခန်းနေရာအလေကောင်တက်တရနေထွက်တယ်အိမ်အောက်ကလည်းဟာလာဟင်းလင်းဘာမှမရှိဘူးဘုတ်ဘုတ်နဲ့ရိုက်နေတဲ့နေရာကျွန်တော်เนี่ยတိုင်းမင်းခေါ်လိုက်တယ်1 2 3ဆိုသွားဆိုထိုးလိုက်ဆိုအဲ့ဒီ ဘုတ်ဘုတ်ဘုတ်နဲ့ရိုက်ရိုက်နေတဲ့အတန်းလုံးဝချက်ချင်းပြောက်မှာကြီးလိုက်တော့လဲဘာမှကိုဘာမှကိုမရှိဘူးအဲ့လိုမျိုးတွေ့ရတယ်မြောက်သားလှည့်ပြန်တယ်ကျွန်တော်တို့အားနဲ့အိမ်မော်ကျွန်တော်တို့အိမ်မော်ပြန်တက်ဟာလို့ညီရေလို့ငါယုံသွားပြီကွာလုံးဝဒါမျိုးတွေမမြင်နိုင်တဲ့အရာတွေပေါ့နော်တကယ်ရှိရဆိုတာသူတို့တွေလူတွေလောက်ရမရတာမသိရအတန်ပေးနိုင်နေဆိုတော့တကယ်တရားသွားပြီကွာပေါ့အဲ့ဒီအတန်ကကျွန်တော်တို့ဓာမီထိုးလိုက်ကြတဲ့အရာတွေပျောက်သွားတယ် နောက်15မိနစ်လောက်10မိနစ်လောက်နေပြန်ပြီးအိုက်တိုင်းမဲ့အတန်ပြန်ထွက်လာဘတော်ဆူဆူပါလားအဲ့မှာနောက်ရက်ပိုင်းမကြောက်သူတို့တာမီနီယောကဘလို့ကြောက်ရတော့မသိဘူးအဲ့ဒီခုနအမတာမီနီယောကအဲ့ဒီအိမ်မှာပဲပြာလာပြီးတော့နေကြတယ်ခလေးနဲ့သူနှစ်ယောက်ပေါ့နော်နေကြအမမနဲ့မနဲ့ဆိုသူကရီရီပါရီခတ်ပေါ့နော်သူ့ယောက်ျားနဲ့လည်းအဲသူရကြလဲဆွဆွဲတာပေါ့နော်ကွဲရွာပြီကွဲရဲဆိုပေမဲ့လက်မှတ်တော့မထိုးရသေးဘူးညီမချင်းကွဲရဲဆိုပေမဲ့အဲ့ဒီအိမ်မှာနေရင်းနဲ့မဖြစ်လာလဲဆိုတော့ မနဲ့မနဲ့ရောက်တော့တောင်တဲ့စကားတွေပြောလာအစကားတွေကလည်းဟိုရောက်ဒီရောက်ပေါ့ဗျအဲ့လိုမျိုးတွေပြောလာပဝိညာဉ်လူတွေကလည်းတတိထားမိကျွန်တော်ကိုယ်တိုင်လည်းတတိထားမိဒီအမဘလို့ဖြစ်တာပါလေဗောနောဘလို့တောင်တဲ့စကားကြီးပြောတယ်ရေခက်ရင်းတို့ရေတဲ့ရင်းတို့အတပြစီလဲရင်းတို့အဲ့လိုတောင်တဲ့စကားကြီးပြောဟောသူသားလေးနဲ့ပြောတာရှိမှာပေါ့တခါလေးကြောက်လဲလုံးဝကိုမဟုတ်ဘူးသူသားနဲ့လည်းပြောရလဲမဟုတ်ဘူးဗျအဲ့လိုမျိုးပုံစံမျိုးအနေထားမျိုးတွေဖြစ်လာတယ်။တရက်နဲ့တရက်ကပို့ဖို့ဆိုနောက်တစ်နေ့ကြာတော့သူကဘလို့ဖြစ်လာအောင်ဆိုဘာတွေက တချို့လူကြိုလေးတွေပေါ့နော်ကြိုက်တယ်ဆိုရဲကြောင့်နမယ်တွေနဲ့ထည့်ပြီးတော့အော်အော်ပြီးပြောတာဟာဒီရွာထဲမှာရှိတဲ့သူ့ရဲ့အတော်တွေအဖွားတွေပေါ့နော်အမေကြီးတွေကလာပြီးတော့နေဘလို့ဖြစ်ရတာတော့ဘာလို့အလိုမျိုးတွေဖြစ်နေတာအောင်ပြောနေရတော့သူသူ့ကိုလိုချင်တယ်သူ့ကိုလိုချင်တယ်သူ့ကိုတင်းတောင်းပေးဘလောက်ကြီးပြတင်းတောင်းပေးတင်းတောင်းပါမယ်နွားတွေလဲတွေနဲ့တင်းတောင်းပါမယ်အဲ့လိုမျိုးတွေဖြစ်သွားတယ်သူစိတ်ပုံမှန်မဟုတ်တော့တာပေါ့နေတာလဲသူတို့ကဘလို့နေအောင်သူတို့သားမိနေအောင်ကားတယ် လုံကြုံစိတ်ချအောင်လို့ဆိုပြီးတော့ဗောနော်ဒါမိညောင်းလဲဆိုတော့လုံကြုံစိတ်ချအောင်ဆိုပြီးအဲ့ဒီအိမ်မှာမှအိမ်ပေါ်မှာအခန်းလေးတစ်ခန်းရှိတယ်အဲ့အခန်းလေးထဲမှာအိမ်ကြီးကိုလည်းတကားပိတ်တယ်လေကားတက်ကအိမ်ကြီးကိုလည်းတကားပိတ်တယ်အဲ့ဒီအိမ်ပေါ်မှာမှအတွင်းထဲမှာအခန်းတစ်ခန်းရှိတယ်အဲ့အခန်းထဲမှာမှဝင်းနေတယ်အဲ့အခန်းမှာလည်းတကားရှိတယ်အဲ့မှာလည်းတဆင်ပိတ်ပြီးတော့သူကအခန်းချင်းထဲမှာအိတ်ကြတယ်တတိပိနဲ့အဲ့လိုမျိုးတွေသူကဖြစ်လာတော့သူ့ရဲ့အတော်တွေသူ့ရဲ့အမေကြီးတွေမနိုင်တော့ မနိုင်တော့သူ့အဖေကိုလှမ်းပြောရာတဲ့ကသူ့အဖေကိုလှမ်းခေါ်ပြီးအကျိုးကြောင့်ပြောပြပြန်လာပြီးတော့သူရိုက်တယ်ပေါ့ဗျာပြောတာနင်ဘာဖြစ်တာဟောနင်အဲ့လောက်လေနာယူလားရွာတဲ့ကဟိုကောင်လေးကိုကြိုက်လိုက်ဒီကောင်လေးကိုကြိုက်တယ်ပြောလိုက်တားကိုချင်းနေပြီးစိုးနေတာပေါ့ဗျာအနည်းအဲ့လောက်လေနာယူရသလားပေါ့တမနဲ့လည်းကြောက်ပြောရတာမကောင်းဘူးပေါ့ဗျာအဝိပလာကြီးနဲ့အိမ်အောက်မှာရှောက်သွားချို့လူတွေကလည်းငါပဲမျက်စိအမြင်မှားတာလားပေါ့နော်အဲ့လိုမျိုးတွေဖြစ်ကြတယ်မဟုတ်ဘူးပြရလို့ကျွန်တော်လည်းအဲ့လိုမြင်တယ် ူတခုခုဖြစ်နေတာသိကြတယ်ဆိုပြီးပြောကြတယ်မနက်9နာရီလေးလေးကြောက်အောင်တတ်တခါကိုယူသွားတော့လာသူကအာပါသက်ကလည်းပြကျွန်တော်မှတ်မိရချွင်းချွင်းတောက်ဟေးရေရေတောက်ကဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးတွေအော်ပြီးဖြစ်နေတော့တာအာညီရေတောင်းရေတောင်းဆိုလည်းတိုက်လို့လည်းမရအဲ့ဒါနဲ့နောက်ဆုံးသူ့ကိုဘယ်ကိုပို့လိုက်ရဆိုရွာသားကြီးကိုပို့လိုက်ရတယ်ခုတော့ပြသူစိတ်ကပုံမှန်နှီးပါတော့ပြန်ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့အရှင်တို့ကလူတယောက်လူတော့မဟုတ်တော့အခုက စားကြည့်လဲစားကလေးတယောက်လိုနည်းနည်းစမ်းသွားပါတော့သူကလေးကတော့သူသိတယ်အဲ့ဒီအနေအထားမျိုးနဲ့တော့ရှိတယ်ဒီအိမ်မှာရှိခဲ့တဲ့ဖြစ်ပျက်ခဲ့တဲ့အဲ့ဒီအရာကြီးอ่ะပေါ့နော်အဲ့ဒီအရာကြီးကလူအများစုပြောတာတော့အဲ့ဒါကိုတစ်ဘလူးလို့ပြောကြတယ်ဗျကျွန်တော်ရဲ့မိတ်ဆွေတွေအမြင်နဲ့ရောပေါ့နော်ကြီးကြီးသူရဲ့အနေနဲ့ရောကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရောဒါမျိုးကြားဘူးကြလားကြုံဘူးကြလားပေါ့နော်အရာလေးကိုလည်းကျွန်တော်ကွန်မန့်မှာတစ်ချက်တော့ရေးသွားမှတ်သွားပြီလို့ရပါတယ်။အစောကြီးကြည့်ယူပြီးအတွက်အားလုံးကျေးဇူးတင်ပါခင်ဗျ။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါ